မြန်မာနဝတ် channel ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ဘာရဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစိုင်းစရာမင်းဟိခန့်ဥဒ္ဓါတိပါရေးသားထားတဲ့မန္နထူးမောင်နဲ့မသိမျိုးလူရွာဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ခြေကောင်ကျုံကထွက်ခွာလာတဲ့လှေကလေးဟာ အေယာဝရီမြေအတွင်းထဲမှာလှိုင်းလုံရင်ရင်မျောလာခဲ့တယ်။လေပေါ်မှာတော့လူလေးဦးရှိပြီးဥတန်ငယ်ဟာလှော်တက်ကိုကာရင်ဖဲ့ထင်းနေတယ်။ဒူးမောင်ကအစိတ်မလို့ခောင်ရဲပြူဆိုတဲ့မင်းကလေးရဲ့လက်ပေါ်မှာတရစ်လေးမြင်မျောနေခဲ့တယ်။ခောင်ရဲပြူကထူးမောင်ရဲ့လက်ဘေးမှာပတ်ထားတဲ့အနက်ရောင်ခြုံတက်လေးကိုကြည့်ထူးမောင်ကိုပွေထားလိုက်တယ်။အစိုးစောကဥဝင်ဖြစ်ပြီးတော့နောက်ကျောတစ်ခုလုံးပေါက်သွားတဲ့ဒံယာကြီးနဲ့လဲကြနေတယ်။ညာကလာရအောင်ပါမြင်တွေ့ရတဲ့ ဦးဝင်ရဲ့နောက်ကျောင်းကသွေးတွေကလေဝန်းတစ်ခုလုံးရဲရဲနေသွားအောင်စီးကြနေတယ်။လဲကြနေတဲ့ဦးဝင်ကအနေငယ်လှုပ်ရှားလာတာကိုမြင်ရလို့ခောင်ရမ်းဖြူနဲ့ဦးတန်ငယ်ကိုတရိပ်ပေးလိုက်တယ်။ဦးတန်ငယ်ဟာတငယ်ချင်းဖြစ်တဲ့ဦးဝင်ရဲ့အဖြစ်အဆိုးကို လုံးဝမကြည့်ရနိုင်ခဲ့ဘူး။တငယ်ချင်း၃ယောက်မှာဦးတော်မဆုံးမသွားတဲ့အပြင်ယခုဦးဝင်လည်းအသက်ရှင်နေဖို့ရမရှိတော့တဲ့အတွက်ဦးတန်ငယ်မျက်ရည်တွေကျနေမိတယ်။ဦးဝင်ကတာမန်ထက်ကိုပိုပြီးလှုပ်ရှားတဲ့အတွက် ဦးတန်ကလှော်တက်ကိုလှေပေါ်မှာချထားပြီးပွေထူပေးလိုက်တယ်။ဦးဝင်ကအန်ကိုကြိတ်ရင်မျက်လုံးအဆုံကိုဖွေးကြည့်ကဦးတန်ငယ်ကိုမြင်တဲ့အခါမှာပြုံးပြလို့တစ်ဖက်မှာရှိတဲ့ထူးမောင်ကိုလှမ်းကြည့်လိုက်တယ်။ထူးမောင်မသေးသေးတာကိုတွေ့ရပြီးဦးဝင်လည်းဝမ်းသာနေတယ်။ဦးဝင်ကသူ့ရဲ့ဒဏ်ရာကိုယ်တော်မှဂရုမစိုက်ပဲခေါင်ရမ်းပြူဆိုတဲ့မင်းကလေးကိုအနားကိုခေါ်လိုက်တယ်။အဲနောက်ထူးမောင်ရဲ့အင်ကြီးကိုရင်ဘတ်ပေါ်အောင်လှန်ထားဖို့နဲ့ ိုက်ပွဲအတွင်းခောင်ရမ်းပြအသုံးပြုလေးရှိရဲ့ဝါချုံကိုတောင်းလိုက်တယ်။ဦးဝင်ကမိမိတရားအကြောင်းမိမိရဲ့အသက်ကိုကယ်ဖို့အကြောင်းနဲ့မပြောဘဲထူးဆန်းတဲ့အပြုတ်မှုတွေလုပ်နေတယ်။ခောင်ရမ်းပြနဲ့ဦးတန်ငယ်တို့နားမလည်နိုင်ကြ။ဒါပေမဲ့ဦးဝင်ကအမြန်လှုပ်ဖို့သာ ပြောပြီးတော့နှုတ်ကနေလဲ။သွေးလီအန်နေပြီဖြစ်လို့ခောင်ရမ်းပြကထူးမောင်ရဲ့အင်ကြီးကိုရင်ဘတ်ပေါ်အောင်လှုပ်လိုက်တယ်။ဒီကအင်ကြီးတရမန္တပရပကြီးထွက်ကြလာတာကိုတွေ့လိုက်ရတယ်။အဲဒီနောက်မှာတော့ဥဝင်ဟာပရပိုက်ကို သူလိုခြင်းတဲ့နေရာရအောင်တစ်ချက်စီလှမ်းပြီးတော့ခရဲပြူပေးတဲ့တန်ဆူဝါအချုံကိုတေချကန်လိုက်တယ်။အရင်နာအာယူလို့ထူးမောင်ရဲ့အနီးကိုရအောင်သွားပြီးမန္တန်ပရပရဲ့နောက်ဘက်မျက်နှာအနီးမှာရှိတဲ့ဝါရောမန္တန်ကိုထူးမောင်ရဲ့ရင်မှတ်မှာဝါချုံနဲ့စတဲ့ရေးထိုးလိုက်ရတယ်။သတိမင်းနေတဲ့ထူးမောင်ရဲ့ကိုပေါ်စီဦးဝင်ရဲ့သွေးဆက်တွေကျလာပြီးတော့ဦးဝင်ကမန္တန်စကြောင်းတွေကိုဂယုတဆရေးထိုးပြီးတဲ့အခါမှာ ပရပိုင်နဲ့တန်ဆူဝါကိုလှုတ်ချပြီးလဲကျသွားခဲ့တယ်။ဥတန်ကဥဝင်ကိုထိန်ထားလိုက်ပြီးတော့ဥဝင်ပြုတ်လုံနေတဲ့အရာတွေကိုသဘောပေါက်သွားခဲ့တယ်။တန်ငယ်သူ့မောင်ကယူဆိုင်ကွာငါတို့ဖြစ်စေခြင်းတဲ့အရာကိုသူယူဆောင်လာပေးလိုက်မယ်။ဥဝင်ကဥတန်ကိုပြောပြီးခောင်ရင်းဖြူစီကိုလှည့်ကြည့်ပြန်လေတယ်။မင်းကလေးမင်းကိုပေးထားတဲ့ဂရိငါတီးခဲ့သလိုသူ့မောင်သတိရတဲ့အခါ ဥဝင်ဂရိအတိုင်းနောက်ဆုံးမန်နက်ကိုစီရင်ပြီးခဲ့တဲ့အကြောင်းပြောပြောလိုက်ပါပေးသက်ကိုရှူလို့စကားအနှိမ့်ငယ်ပြောပြီးနောက်ဥဝင်ရဲ့ခေါင်းကစောင်းကျသွားခဲ့တယ်။ဥတန်ငယ်မျက်နှာလွှဲလိုက်တယ်။ခေါင်းရင်းဖြူကလည်းဝမ်းနဲ့သွားပြီးတော့ဥဝင်ကိုမကြည့်ရတော့ဘူး။ထူးမောင်တတိမရခင်မှာပဲဥဝင်ကလူလောကတွေကနေအပိဓာထွက်ခွာသွားခဲ့တယ်။ညတကောက်ရောက်တဲ့အချိန်မှာတော့တဖက်ကမ်းမှာရှိတဲ့မွညုံမျိုးကိုလှမ်းမြင်နေရပြီ။ အတန်ကြာတဲ့အခါလှေကလေးကတဖက်ရဲ့စိတ်ကန်းကိုစိုက်ကပ်လာခဲ့တယ်။ကန်းဆက်တောင်မြတ်တနေရာမှာထူးမောင်တို့ရဲ့လှေလို့မြင်းလေးကောင်နဲ့လူတယောက်ကကြိုဆောက်နေတယ်။အဲဒီလူကတော့တိုက်ပွဲကြီးအတွင်းရခမင်းဦးကြောင်လုံးကို တားဆီးပြီးတော့အားလုံးကိုကယ်တင်ပြီးခဲ့တဲ့လူ။ဘေးမှာရက်နေတဲ့မြင်းနဲ့ကြည့်ရလဲထူးမောင်နဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့မိုးမောင်ဖြစ်နေတယ်။မိုးမောင်ကခောင်ရမ်းဖြူကိုမှတ်မိနေပြီးတော့ထူးမောင်ကိုလည်းနှာဖျားရိမ်နဲ့ထိုးကြည့်နေတယ်။ မိုးမောင်နဲ့အမီမတိလူတယောက်တို့မြေကြီးစီကိုဘယ်လိုပဲပုံဖြက်ကူးလာလဲမသိပေမဲ့အဲ့ဒီလူကလှေနာကိုကတ်လာပြီးနောက်ဒူးမောင်ရဲ့ခေါင်းကိုကန်ကြည့်ကဖြစ်လာပြီဆိုမှတော့ဘယ်တက်နိုင်မှာလဲခမရကဘာလုပ်လဲကြောက်ကြောက်ပြောရရင်ရှင်းလိမ့်မယ်ဗျလောလောဆယ်ထူးမောင်ကိုစီကူဖို့အားလုံးပဲကျောက်နောက်ကိုလိုက်ခဲ့ကြပါကျောက်တငယ်ကြီးကိုတို့ကြူရအောင်မယ်လေအားကြီးမှသွားကြတာပေါ့အချိန်မရဘူး အစိတ်ကိုအမြန်ဆုံးမကုတ်ရင်ကောင်းလေးတည်သွားမယ်။ဦးတန်ငယ်ဟာမိမိတငယ်ချင်းဦးဝင်ကိုမိတချို့ပြီးဇာပနာပြုတ်ပေးခြင်းမိမဲ့တငယ်ချင်းဖြစ်သူရဲ့စကားအတိုင်းထူးမောင်ကိုစေကူးဖို့ပဲရွေးချယ်ခဲ့တယ်။အဲနောက်မှာတော့လှေလေးထဲမှာဦးဝင်ကိုကြာကြာနာနာထဲလို့အေယာဝရီမြေချောင်းအတိုင်းမျောလွတ်လိုက်ရတယ်။ဦးတန်ငယ်မိမိမဲ့လည်းအဲ့ဒီလိုကမဖြစ်စေကူးသားဖို့အတွက်ထူးမောင်ကိုခေါ်သွားကြတယ်။ထူးမောင်ကို မြင်းပေါ်တင်မင်းနာဦးတန်ငယ်ကထိန်ထားပေးဖို့မိုးမောင်ရဲ့ကြောပေါ်ကိုတက်တယ်ဆိုပေမဲ့ မုံမောင်ကအစီမခံအောင်ဒီခါမှဘေးရရက်နေတဲ့လူကဒီမင်းကကြက်ကိုတော်မှကြောပေါ်မတင်ချင်ဘူးဦးတန်ငယ်လည်းမင်းကိုစီးများတဲ့အတွက်ထူးမောင်သူကိုယ်တိုင်ထမ်းမေးခေါ်ဖို့မင်းပေါ်ကချက်မလို့လုပ်တဲ့အခါခောင်ရင်းဖြူကတားလိုက်ပြီးတော့မုံမောင်ပေါ်ကိုတတ်လိုက်တယ်ဒီခါမှမုံမောင်ကထူးမောင်နဲ့ခောင်ရင်းဖြူတို့ကိုအသာတကြီးစီးခွေပြူတော့ကိုမြင်ရတော့ဦးတန်ငယ်ရဲ့မျက်နှာမဲရွက်နေတယ်ခောင်ရင်းဖြူကထူးမောင်ကိုထိုင်ရင်မင်းပေါ်လိုက်ပါလာခဲ့တယ်အမိမသိလူတယောက်ဟာ လမ်းလျှောက်နေတဲ့ဦးတန်ခင်ကိုသူ့ရဲ့အကြောင်းတွေပြောပြနေခဲ့တော့ခေါင်းရင်းဖြူလဲနားထောင်နေမိတယ်။မြေကျောင်းတစ်လျှောက်မျောသွားတဲ့လှေလေးနဲ့တဖြည်းဖြည်းဝေးသွားခဲ့ကြလိမ့်ပြီ။ကျုပ်ဘာကိုမှမမှတ်မိဘူး။ကျုပ်နာမည်ကိုလည်းမသိတော့ဘူး။ပထမဆုံးမြေကမ်းဘေးမှာအိယာနိုးလာခဲ့တယ်။ဒီလိုနဲ့လျှောက်သွားနေရပဲ။ခမည်းဟာဘယ်လိုတော့နားမလည်ဘူးဗျ။အတိတ်မိနေတာမျိုးလား။ဟုတ်ချင်ဟုတ်လိမ့်မယ်။ဒါပေမဲ့တခုတော့ရှိတယ်။ဘာများတော့ နားထဲမှာသူတော်စင်ကြီးတစ်ပါးရဲ့အတောင်ကြားနေရတယ်။အိမ်မက်လည်းပြေးတယ်။တခါဟိုဘက်ကမှသွားလာရင်လည်းအစိတ်မိနေတဲ့လူတယောက်ကိုအပင်ကတိရွက်တယ်ခူးချိန်ပြီးတော့ရှူခန့်လိုက်လို့ကြားတာနဲ့လမ်းလုံးရင်ထူးမောင်ဆိုတဲ့ဒီကောင်လေးနဲ့တကြိမ်ဆုံမှုတယ်။အဲ့ဒီအချိန်တုန်းကထူးမောင်ဟာရက်ခါကဝင်ပေါက်ကိုရှာရင်ရန်နီယာဆက်ရည်တွင်းနဲ့စင်ကနီအစိတ်ကြောင့်နားနေတဲ့အချိန်မှာဆုံခဲ့ခြင်းဖြစ်ပါတယ်။ဒီအကြောင်းလေးကိုထူးမောင်တယောက်ပဲသိပြီးတော့တခြားလူတွေကမသိခဲ့တာကြောင့် ဦးတန်ငယ်ကဆက်လက်မင်းမြတ်နေတယ်။နောက်ပြီးတော့ရောမန္တန်ပရပိုက်ကိစ္စနဲ့လည်းသက်ဆိုင်နေမယ်ထင်တယ်။ကြုံနာထဲမှာဒီညကျွဲကောင်းကျုံးကိုသွားပြီးတော့အခုလိုကဲထုတ်လာရမယ်ကြားလို့လာခဲ့ရတာပဲ။ခမားကြတဲ့အတိုင်းလိုက်မလို့ရင်ဘာဖြစ်တယ်လဲဗျ။နောက်ပြီးခမားနာမည်ကိုတော့မင်းမကြည့်ဘူးလား။ပြောတဲ့အတိုင်းမလုပ်ဘဲနေရင်တော့အဲ့လိုမရဘူး။ကျုပ်ကအေးအေးတိတ်မှတ်တာ။ကျုပ်ကိုတခြားလူတွေကတော့ဥက္ကလာလို့ခေါ်တယ်။ ကာလဆိုတော့အချိန်ခါလို့အဓိပ္ပာယ်ရတယ်ပေါ့မဟုတ်ဘူးဗျအရန်အိတ်တဲ့ကာလနဂါကိုဥပမာ ပြုပြီးတော့အများကိုခေါ်ကြတာဗျဥကာလဆိုသူကရီမောနေတယ်ဆိုပေမဲ့တခြားလူတွေကတော့မရင်နိုင်မဲ့အရှိကိုပဲကြည့်နေကြတယ်ဥကာလကဝေပုံစားပေါ်စုတ်တီးစုတ်ပြတ်နိုင်လာတယ်ဆိုပေမဲ့ရက်ခမရောတာစီရွေတဲ့အတွက်ပေါ့တန်တန်မဟုတ်နိုင်ဘူးလို့တွေးမိကြတယ်အတန်ကြာတော့မွညုံမျိုးနဲ့မလတ်မကမ်းမှရှိတဲ့ရွာလေးကိုရောက်လာခဲ့ကြတယ် ဦးကလာခေါ်ရကို လိုက်လာခဲ့ပြီးဘယ်ဟိုသွားနေမှန်းမသိရတဲ့အတွက်ဦးတန်ကင်းကမင်းမလို့လို့တော့ရှေ့ဆိုရောက်ပါပြီဒီစကားကြောင့်ဦးတန်ကင်းကမမေးတော့ပဲဆက်သွား၏ရာဆုံးတဲ့အခါမှာဇေယအိုလေးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီဇေယပေါ်စီထူးမောင်ကိုတင်ဖို့ဦးကလာကပြောတဲ့အတွက်ခေါင်ရမ်းဖြူကထူးမောင်ကိုဇေယပေါ်တင်လို့မြင်းကြီးမိုးမောင်ကိုလည်းဇေယတိုင်မှာခြိထားလိုက်တယ်ဦးတန်ကင်းနဲ့ခေါင်ရမ်းဖြူတို့ထူးမောင်ကိုစိတ်ကူးတော့မယ်ဆိုပြီးတော့လိုအပ်တာတွေကိုစောင့်ရက်ပေးဖို့ဦးကလာကိုကြည့်တဲ့အခါမှာ ။ "तू ကတော့ဇီးရဲ့တိုင်ကိုအမိလို့အိပ်ပျော်နေတာကိုတွေ့ရတယ်။ဟေ့လူဘလို့တုံးပြ။စိတ်မမီတိတ်ပြီဆို။ဦးတန်ကဦးဝင်ရဲ့အလောင်းကိုတော့မှကောင်းကောင်းမတို့ချိုလိုက်ရပဲ။ဦးကလာနဲ့လိုက်ခဲ့ရပြီ။အခုလိုပြုတ်မှုနေတဲ့အတွက်စိတ်တူသွားခဲ့တယ်။ဦးတန်ငယ်ရဲ့အော်ခေါ်တဲ့အတန်ကြောင့်နိုးလာတဲ့ဦးကလာကျုံမဆေးဆရာမဟုတ်ပဲဘလို့လို့ကုတက်မှာတော့ဒီကိုခေါ်ခဲ့ရမယ်ကြားလို့ခေါ်လာတာကြောက်လို့ပြီးပြီး ောပြောဆိုဆိုနဲ့အိတ်သွားပြန်တယ်။ဦးတန်ခဲနဲ့ခေါင်ရဲဖြူတို့စိတ်ညစ်ပြီးတော့ဘာလို့ရမလဲဆိုတာကိုတံမြင်ကြတယ်။အဲ့ဒီချိန်ဦးကလာခေါင်းကိုကုတ်လို့နိုးလာပြန်တယ်။သူ့နားထဲမှာတခုခုကြားရတယ်ထင်ရပြီးတော့ဇေယျအနီးကပေါက်နေတဲ့အပင်တွေကိုလိုက်နှုတ်နေတယ်။အဲ့နောက်အပင်တွေကိုခေါင်ရဲဖြူရဲ့လက်ထဲထည့်ပြီးပြီးတော့ကောက်လင်းကိုတိပြက်စင်းနဲ့ရအောင်လှုပ်လိုက်။ခေါင်ရဲဖြူကဥကလာပေးတဲ့အရွက်တွေကိုကန်ထားလိုက်တဲ့ချိန်ဥကလာဘာမှဆက်မပြောဘဲပြက်အိတ်နေတယ်။ ်ဦးသက်ငန်းနဲ့ခောင်ရမ်းဖြူကရုံရခတ်တဲ့အခြေအနေမှာ တခြားဆေးဝါးမရှိတဲ့အတွက်အန်ဒီရဲ့ရှိအိမရှိအိကိုသာစစ်ဆေးပြီးတည့်ရက်ဈေးတွေကိုချိလိုက်တယ်။ပြီးတော့ခောင်ရမ်းဖြူကိုယ်တိုင်ထူမောင်ကိုကုသပေးလိုက်တယ်။နေထွက်ဖို့အချိန်အတန်ကြာအောင်လုပ်သေးပြီးတော့ပဝဲကျဲတစ်ခုလုံးတိတ်ဆိတ်နေပြီးထူမောင်တတ်တာလာမဲ့အချိန်ကိုအာလုံးစောင့်မျှော်နေကြတယ်။ဒီအချိန်မှာထူမောင်ရဲ့မတိစိတ်တစ်ခုကမျောလွင့်နေတဲ့နေရာတစ်ခုစီကိုရောက်သွားခဲ့တယ်။အပြင်မှာအမှန်တကယ်ရောက်နေတဲ့လို့ ိမ်မက်တစ်ခုလိုဖြစ်နေပြီးတော့အရှိမမြင်နေရတာကရွာကြီးတိရထူမောင်ကအကြောင်းရင်းမရှိအဲ့ဒီရွာတဲကိုသွားချင်နေတယ်သူ့မှာမြင်းလည်းမပါတန်တေသားလည်းမပါနဲ့လက်ပလာဖြစ်နေတယ်ဒါမဲ့မိမိကိုကိုပြန်ကြည့်လိုက်တော့မန်နန်တွေရှိနေတာကိုတွေ့ရပြီရင်မက်မှာလည်းမန်နန်တပုတ်ထတ်တိုးလာတာကိုတွေ့ရပြီးတော့နားမလည်တာဖြစ်နေတယ်ဒါပေမဲ့မန်နန်တွေကိုတခြားလူတွေမမြင်အောင်ဖုံးကွယ်ပြီးတော့ဆက်သွားနေခဲ့တယ်။ရွာပြေထိုင်းမကြီးတပည့်ရဲ့အောက်ကိုရောက်တော့ တစ်ချက်မောကြည့်ပြီး ထမ်းမင်အောက်ကနေဖြတ်သွားတဲ့အချိန်မှာအတန်တစ်ခုကြားလိုက်ရတယ်။ထမ်းမင်ပေါ်စီနောက်တစ်ချိန်ပြက်ကြည့်လိုက်တဲ့အခါခမမဲတဲ့ရှိတဲ့အရာတစ်ခုလှိမ့်စင်းလာတာကိုတွေ့ရတယ်။ခဏကြာမှတော့ထမ်းမင်အောက်ကိုရောက်သွားပြီးလူတယောက်တည်းပေါ်လာခဲ့တယ်။အဲဒီလူကအင်ကြီးဖလာနဲ့ခန္ဓာကိုယ်တန်မာထွားကြိုက်ပြီးတော့ထူးမောင်ကိုတွေ့တွေ့ကြည့်ရက်ကြည့်နေခဲ့တယ်။မင်းမသူလဲဘာလာလောက်တာလဲ။ကျောင်းနမရထူးမောင်ရွာထဲဝင်မလို့မရဘူးကွာ မျက်စိနဲ့လမ်းမလာတဲ့တင်မျိုးတကောင်ပဲရွာထဲအောင်မင်းခြေချခွင့်မရှိဘူးခမရတကြီးလားထက်တက်သမားလားငါကဒီရွာရဲ့အဆောက်ရှောက်ပဲကွာမင်းကဝင်ခွင့်မပေးနိုင်ဘူးမင်းဝင်ချင်းငေါ့အရင်ကြော်နိုင်မှရမယ်သူမကအဲ့ဒီလူကိုဘာမှမပြောဘဲရွာဘက်ကိုလှည့်ပြီးသွားမလို့လုတဲ့အခါနောက်ကလူကြီးကသူမရဲ့ပခုံးကိုလှမ်းပုတ်လိုက်တယ်လှည့်မြက်ဖြစ်လက်တဲ့သူမလည်းအဲ့ဒီလူရဲ့လက်ကိုတစ်ချက်ဆွဲလိုက်ပြီးတော့ပြန်တော့လိုက်တဲ့အခါ တာမန်ထက်ပိုတဲ့တွန်းအားတစ်ခုဖြစ်ပြီးတော့အဆောင်ရှောက်ဆိုသူကလွန်ထွက်သွားခဲ့တယ်။ထို့မှောက်လဲမိမိမတုံးဘူးတဲ့ဆွမ်းအားအပေါ်တန်တရာဝင်နေတဲ့အချိန်အဆောင်ရှောက်ဆိုသူကကုန်းနာလာပြီးနောက်ထို့မှောက်ကိုလက်နှစ်ဖက်မှာရှိတဲ့မြေကိုလုံးကြီးတွေနဲ့ပြစ်လို့တတ်ခိုက်တယ်။ဒီကမှထို့မှောက်ကမန်းနဲ့တပုတ်ကိုရုတ်ဖက်ပြီးလေပြင်းတွေတိုက်ခတ်လာကတဖက်လူရဲ့တိုက်ခိုက်မှုကလွန့်ပြယ်သွားခဲ့တယ်။ဒီကကြမှမိမိမှာအသိရရှိလာတဲ့ဝါရုံးမန်နဲ့အဆောင်ကိုနားလေသဘောပေါက်သွားခဲ့တယ်။ တက်ခတ်လာတဲ့လေပြင်းကြီးငြိမ့်သက်သွားတဲ့အခါရွာရဲ့အဆောင်ရှောက်ဆိုသူလည်းမရှိတော့ပဲထမ်းမင်ကြီးသားရိန်ထုတ်ပြီးချိန်ရိုက်ခဲ့လိမ့်တယ်။ထူးမောင်ရွာဘက်ကိုဆက်လက်ထွက်ခွာလာရင်လမ်းခီးမှာလူတစ်ယောက်နဲ့ဆုံပြန့်တယ်။ငါနဲ့လေခြေချလာတဲ့လူတစ်ယောက်ပါလား။ခမားကရောဘယ်သူတော့ငါဒီနယ်တဝက်ကိုဆောင်းလျှောက်ရတဲ့ကွင်းပါမယ်။လာပြမီရွာဆောင်တဲ့ကွင်းပါနဲ့ခမားတို့ကြည့်တော့လူတွေအတိုင်းပါပဲလား။ဟာလူတွေပဲကွာလူအတိုင်းမော့။ဒါမဲ့ မင်းတို့တင်မျိုးတော့မဟုတ်ဘူးအမတ်တရွာသားမတင်မျိုးกว่าဘာတွေတော့ဗျာရှောက်နေရပဲခမားလေတဲ့မျိုးကျိထားတာရှိလေကျုပ်ကကတိရရှောက်နေရပဲဗျမထိခိုက်ပါဘူးမလို့ချင်းညရွာထဲကဝင်มาတိတ်နေတယ်ဟုတ်ပဲလေရွာထဲဝင်มาပါရွာထဲတော့အဝင်မခန့်အောင်ဝင်ကျင်တော့မင်းရဲ့ခြေထောက်တွေကိုစူးစမ်းပြီးရုံးပြီးတော့ထူမအောက်ကိုငုံကြည့်လိုက်တဲ့အခါ မြေပြင်ကရှုပ်ပြော့တယ်ဖြစ်ပြီးတော့နွန်အိုင်ကြီးတစ်ခုလိုပြောင်းလဲသွားခဲ့တယ်။အဲနောက်မှာတော့ခြေထောက်တွေကစတင်ဆဲဆုပ်လာပြီးလှုပ်မြအောင်ဆွနေနေတော့ထူးမောင်ကကြိုးစားပြီးရုန်းကန်ကြည့်ပေမဲ့လှုပ်လေနစ်လေဖြစ်လာတာကြောင့်အခက်တွေ့နေတယ်။ဒူရအောင်နစ်လာတဲ့အတွက်ခဏအကြာမှာပထဝီမန္တန်ကိုသတိရလို့ရွတ်ဖက်လိုက်တဲ့အခါမှာနွန်အိုင်ကြီးကမြေမတစ်ခုပြက်ဖြစ်သွားခဲ့တယ်။အဲဒီအခါပိုးလို့အခက်တွေ့သွားပြီးမြေမျိုးတို့လိုခြေထောက်တွေကိုတုတ်ပြီးနောင်ပြီးဖြစ်သွားခဲ့တယ်။ ကွေးမိုင်ဆိုသူကတဟားဟားနဲ့ရီမောပြီးတော့ထူးမောင်ကိုလှောင်နေတယ်။အခက်တွေ့နေတဲ့ထူးမောင်ရဲ့မျက်နှာကချက်ချေးတိငိမ်သွားပြီးတော့သူကမန်းနဲ့အဆွက်နဲ့မြေကြီးကိုလက်သီးနဲ့ထိုးချလိုက်တဲ့အခါမြေကြီးတွေကအကွဲအကြောင်းကြီးဖြစ်သွားပြီးအချောင်းနောင်ကနေလွတ်လာခဲ့တယ်။ဒီကကွေးမိုင်ဆိုသူလည်းရုတ်တရက်ပြက်ကွက်သွားပြန်တယ်။ထူးမောင်ကမြေကြီးအကွဲအကြောင်းအတွင်းထဲကခုန်ထွက်လွတ်မြောက်လာနိုင်ခဲ့ပြီးတော့ရွာကြီးရဲ့အနီးကိုဆက်သွားပြန်တယ်။ရွာနဲ့နီးလာတဲ့အခါမှာတော့တနေ့ရမှာ ရေတတင်းတင်းစီးနေတဲ့ချောင်းငယ်လေးကိုတွေ့လိုက်ရပြီးချောင်းကပ်ဆက်မှာလည်းလူတယောက်ထိုင်နေတဲ့အတွက်ထူးမောင်ကအရင်လှမ်းမိလိုက်တယ်။ခမားကရောချောင်းကိုစောက်ရှောက်နေရလားဟာဟာမင်းမစုံတိတ်တိတ်ကြတာပေါ့ကွာရွာထဲဝင်ချင်းချောင်းကိုအရင်ဖြတ်ကူရမယ်။ဒါဖြင့်ဆက်လိုက်ရအောင်။ငါကမတိုက်ခိုက်ပါဘူး။ချောင်းကိုသာရအောင်ကူတရားမရှိဘူးကွာ။ထူးမောင်ထင်းတယ်လို့တိုက်ခိုက်လာခြင်းမျိုးမဟုတ်ပဲချောင်းကိုဖြတ်ကူခိုင်းတဲ့အတွက် ထူးမောင်လည်းရေနဲ့လောက်ပဲလို့တွေးနေမိတယ်။ဒါကြောင့်ချောင်းဆက်ကိုခြေချပြီးဆင်းလိုက်တဲ့အခါမှာရေကဒူးကျော်မိနစ်တာကို တွေးလိုက်ရတဲ့အတွက်ဆက်ပြီးဆင်းလာခဲ့တယ်။ထူးမောင်ရဲ့စိတ်ထဲမှာလည်းရေလေကောင်ရောက်မှရေနဲ့တွေ့မလား။ရေနေတတဝါဇူးကြီးများရှိနေမလား။အဲ့ဒီအခက်ခဲတွေကိုသတိထားနေမိတယ်ဆိုပေမဲ့ရေလေကောင်ရောက်လို့နင်းနေအထိဘာအနေရမှမရှိခဲ့ဘူး။ချောင်းလေကိုရောက်တဲ့အခါမှာတော့ရုတ်တရက်ရေစီးမြန်လာတာကိုသတိထားမိလိုက်တယ်။ရေရီကတဖြည်းဖြည်းများလာပြီး ချောင်းငယ်လေးကကြည်ပြတ်လာပြီးနောက်ရေထိုးအားကမရက်တက်နိုင်အောင်အစည်းတန်ပြီးတော့ရေရီးကတိတိကျကျတက်လာခဲ့တယ်။ရှေ့ဆက်သွားရခက်ခဲနေပြီးနောက်ကိုကြည့်လိုက်တဲ့အခါမှာပိုလို့ဆိုးသွားပြီးမြစ်တစ်ခုပေါ်မှာဖြစ်နေတာကိုထူဆန်းစွာနဲ့တွေ့လိုက်ရတယ်။ထူမောင်ကခြေကိုမြင်းအောင်ရက်ရည်ဆက်တိုးလာခဲ့တာ။ချောင်းရီကခါအထီအောင်တက်လာပြန်တဲ့အတွက်အခြေအနေကပိုဆိုးလာခဲ့တယ်။ဟိုဘက်ကမှတွေ့လိုက်ရတဲ့လူကဒီဘက်ကကိုရောက်နေပြီးထူမောင်ကိုပြုံးလို့ကြည့်နေတယ်။ဘဲနဲ့တော့ဟဲ့ ငါတော့မတင်မျိုးရွာကိုလာကျင်သေးလားရေကူးတက်ရင်တော့ကန်းကိုရောက်ဖို့ခက်ခဲလိမ့်မယ်နော်ထူမောင်ဟာတစ်ဖက်ကလှောက်ရည်တန်းကိုပြုံးလို့ပဲကြည့်နေကသူ့ရဲ့အဘောမန်တော်ကိုရွတ်ဖက်လို့ရေပြင်းကိုဘလန်းနဲ့ဆွဲမွေးလိုက်တယ်ဒီကောင်မရိမ်မောနေတဲ့သူကဆက်ပြီးမရည်နိုင်တော့ပဲအာအတင်းသွားတယ်ချောင်းရီကနောက်ပြန်စည်းလို့တဖြည်းဖြည်းရော့ကျလာခဲ့တယ်ရေကျလာတာနဲ့ရေစီးကနှင်းလာပြီးတော့ခဏကြာမှတော့ထူမောင်ရဲ့ချင်မိုးထက်ကရော့ကျသွားတဲ့ရေတွေကမြေသားအတိခန့်ချောက်သွားခဲ့တယ် ရင်မရှိတော့တဲ့ချောင်းကိုဖြတ်လာတဲ့ထူးမောင်ကန်းကိုရောက်တာနဲ့ဘသူမှမရှိတော့ဘူးအဲ့ဒီလိုနဲ့ရွာရဲ့ချင်းရင်ကိုကတ်လာခဲ့တဲ့အခါရွာထိပ်မှာအသက်ကြီးပါလူတယောက်ကိုတွေ့ရပြန်တယ်အဲ့ဒီလူကဒုတ်တချောင်းနဲ့မိဖို့ကြီးကိုတိုးဆွနေပြီးတော့ထူးမောင်ကိုခက်ဆစ်ဆွေးကြည့်လိုက်တယ်ဒီအထိရောက်လာတာမစိုးပါဘူးကျုပ်ရွာထဲသွားမလို့ခမရရောတားမလားဘာကိစ္စသွားမှာလဲဒါတော့ကျုပ်လည်းမသိဘူးသွားချင်စိတ်ပေါက်လို့ဟာဟာဟာ မင်းဟာတာမန်လူသားဖြစ်လို့ဒီရွာနဲ့ဘာမှမဆိုင်ဘူးကဝင်ချင်းဟုတ်တာပဲရမယ်ဟဲ့လို့ပြောပြီးတော့ဒါထက်ရဒုက္ကိုမြောက်ပြီးထူးမောင်ကိုပြစ်လိုက်တဲ့အခါထူးမောင်လည်းရုတ်တရက်အခြေအနေမို့မရှောင်တိမ့်နိုင်ပဲလက်နဲ့သာပုတ်ထုတ်ကောက်ွယ်လိုက်ရတယ်တဖက်လူပြစ်တဲ့ဒုတ်ချောင်းကမြေပြင်ပေါ်ကျပြီးတော့မိထားတောက်တာကိုလည်းထူးဆန်းစွာနဲ့တွေ့လိုက်ရတယ်အဲ့ဒီမိလူရဒုတ်ချောင်းပက်လေဝါရပြအကွာအထိလေထဲမှာကူးဆက်ပြီးထူးမောင်ကိုဆက်ဝိုင်းတဲ့ဘွယ်ကိုင်ထားလိုက်လေတယ် မြေကွင်းဝိုင်းထားတဲ့အလဲမှာထူးမောင်ကထောက်ပေါက်ကိုအမြန်ရှာရတယ်။အဲ့လိုပြုတ်လုခဲ့တဲ့သူကလေမိဖို့ကြီးကိုဖြတ်နေလို့ရွာထဲကိုဝင်ရောက်သွားခဲ့တယ်။မိတွေကညင်မနေပဲနေရအနှက်ဆွဲလောင်နေတော့မိစာဖြစ်တိတ်ရွက်တိတ်ကောင်းနေရှိမနေပဲမြေပြင်ကြီးကမိဝနေတဲ့အတွက်တာမန်မဟုတ်တာကိုသတိထားနေမိတယ်။မျိုးရရဲ့တဘာဝကအပြင်ကိုကြက်ပြဲ့ပြီးလောင်ကျွတ်ရမှာဆိုပေမဲ့အကွေအဝါးနဲ့ကိုဆွဲလောင်လာတဲ့အတွက်ထူးမောင်ရဲ့အနီးကိုရောက်လာတယ် မိကွင်းဝိုင်းကျင်းလာတာနဲ့ထူးမောင်ကခုံထပ်မလို့လှုပ်တဲ့အခါခြေအားချထားတဲ့နေရာတိုင်းလိုလိုမိတော့ငယ်လေးတွေဖြစ်ပေါ်လာပြန်တယ်။ဒီခါတေသောမန်တို့ကိုရွတ်ဖက်လို့ထိချုပ်ကြည့်ပေမဲ့မိငိမ့်သွားလာမျိုးမရှိပဲပို့လို့သာလောင်ကျွမ်းလာခဲ့တယ်။မိကွင်းဝိုင်းကတဖြည်းဖြည်းတေးလာပြီးထူးမောင်ရှိနေတဲ့နေရာမှာဆုသွားခဲ့တယ်။ထူးမောင်လည်းမိဖို့ကြီးရဲ့အလက်တဲတို့ကိုရောက်နေသလို ဖြစ်ပြီးတော့ဒီဖြစ်ရက်ကိုဝမ်းကြည့်နေကြတဲ့သူတွေလည်းရှိတယ်။အဲ့ဒီလူတွေကတော့ ထမဆုံးတွေ့ခဲ့တဲ့ထမ်းမြာဆင်းလာတဲ့အဆောင်ရှောက်ဆိုသူကတူကွေးမိုင်ဆိုတဲ့လူတူပြီးတော့ချောင်းကဆက်ကလူတယောက်နဲ့အခုမီးရှို့လာတဲ့လူတယောက်သူတို့ရဲ့အရှိမှာတော့ရွာရဲ့အကြီးကဲတူကလက်ကောနောက်ဆက်လို့ကြည့်နေခဲ့တယ်။အဲ့ဒီလိုဝိုင်းကြည့်နေတဲ့အချိန်မှာထူးမောင်ကမီးလွင်လေးကြားကအကောင်ပကတိအတိုင်းပြန်ထွက်လာခဲ့တယ်။ဒီမြင်ကွင်းကိုတွေ့ရတဲ့အခါမှာရွာရဲ့အကြီးကဲဖြစ်သူကလွဲလို့တခြားဆောင်ရှောက်သူလေးဦးတို့ကထူးမောင်ကိုဒူးထောက်အယိုသိပေးကြတယ်။ သူမကမြူတွေကိုတေဇောမန်နဲ့တောလို့ထိန်ချုပ်ကြည့်ပေမဲ့မရတာကြောင့်အကြက်တစ်ခုရပြီမြူတွေကထွက်လာနိုင်ခဲ့တယ်အဲ့ဒီအကြံကတော့မြူကိုမထိန်ချုပ်ပဲတေဇောရဲ့ဓာတ်သဘောအရပူကြီးအေးကြီးနှမျိုးရှိပြီမိမိကိုကိုသာအေးဆက်အောင်ပြုတ်လုလိုက်ခြင်းဖြစ်ပါတယ်အဲ့နောက်ရေတက်ဖြစ်တဲ့အဘောမန်နဲ့ကိုထက်မှရွတ်ဖတ်ပြီမြူကိုခုခံလာခဲ့တယ်အပြင်ရောက်တဲ့အခါမှာတော့ဒုက္ခပြီးခဲ့တဲ့လူလေးယောက်ကအယိုသေးပြင်းနေတာကြောင့်နောက်မလည်နိုင်အောင်ဖြစ်သွားခဲ့တယ် ရရဲ့အကြီးကဲဖြစ်သူကလည်းထူးမောင်ကိုကြည့်ပြီးတော့မန္နဝိဆာပြက်လာသလိုပါပဲချူဆိုးပါတယ်ဘာလို့ကျုပ်ကိုဒီလိုတွေကအယုဒေပြင်းနေကြတာလဲထားကြပါနောက်ပြီးခမရရောဘာလို့လဲကျုပ်ကဒီရရဲ့အကြီးကဲတူပါဒီလိုတွေကဒီခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့မန္နတွေကြောင့်ယုဒေလေးစားကြတာပါကျုပ်ကိုစမ်းသက်ကြတယ်ဆိုတော့လေစိတ်မရှိပါနဲ့ဒါဟာရရဲ့ဒလေဖြစ်နေလို့ပါအဆမ်းပဲဗျာ ျုပ်တော့ဘာမှနားမလဲတော့ဘူး။နားလဲသွားမှာပါ။တခင်မှာတကြိမ်သာပေါ်တဲ့မန္တန်ပရပိုက်ကြီးရဲ့မူလဌာနနေရာမှဖြစ်တဲ့ရွာစုပါတော့။ဒီစကားကြတော့ထူးမောင်ကရုံရခတ်လာတဲ့အတွက်ဟုတ်ဤမဟုတ်ဤကိုစစ်ဆေးဖို့မန္တန်အကြောင်းမေးမြန်းလိုက်လေ။ရွာရဲ့အကြီးကဲဆိုသူကလည်းမန္တန်ပရပိုက်ကြီးကိုတမိုင်းကြောင်းနဲ့တကွစက်ခံသူအစစ်စစ်အလိုက်ရှင်းပြခဲ့တယ်။စက်ခံသူတို့အုံးမှာပညာဆုံးတိတာဖြစ်စေပညာဆုံးရတာဖြစ်စေ။ မန္တန်ပရပိုက်ကြီးကိုဒီနေရာမှာပြန်ထားပေးရလေရှိပါတယ်။ဒါမှလည်းမကောင်းတဲ့မိစ္ဆာအတက်ပညာတဲ့ရီရဲ့လက်ထက်ကိုမရောက်တော့မှာပေါ့။ကျုပ်မိစိတ်တူအားဖြက်စည်းဖို့မှားသွားတယ်။မလွယ်ဘူး။ဖြက်စည်းဖို့နည်းကိုတည်တဲ့လူလည်းအသက်မရှိကြအောင်။အခုဒီဟာပြေပရပိုက်ကြီးကိုမူလနေရာပြန်ထားရမယ်ဆိုတာနားလည်သွားပါလိမ့်မယ်။ရွာထဲကိုလိုက်ခဲ့ချင်လား။မလာချင်တော့ဘူး။ကျုံမှတ်မိပြီ။တိုက်ပွဲမှာဒဏ်ရာရပြီးဒရိမိသွားခဲ့တာပဲ။ဟုတ်ပါတယ် အခုလဲစိတ်ဝိညာဉ်တစ်ခုအနေနဲ့ရောက်လာရတာဖြစ်ပြီးတော့ခန္ဓာကိုယ်ကြံ့ခဲ့ပါတယ်။ဒါဆိုဒီနေရာကဘယ်လိုနေရာမျိုးလဲ။တက်ရှိတွေလား။ဘုံဌာနတစ်ခုလား။ဒါမှမဟုတ်စိတ်ဝိညာဉ်တွေလား။ဆောင်းလျှောက်သူတို့နေရာလို့သာမှတ်ထားလိုက်ပါ။ကောင်းပြီလေ။ကျုပ်အရေးကြီးလို့ပြန်တော့မယ်။အပြန်လမ်းမှာအနှောက်ရှက်ကင်းကင်းနဲ့ပြန်ပါ။ဒီဟာဆောင်းလျှောက်သူတို့ကမိရဲ့ခန္ဓာကိုယ်ကိုဆောင်းလျှောက်ပေးနေတယ်။လူတွေပေးထားတဲ့နာမည်ကဥက္ကလာတဲ့။ သူမရဲ့စိတ်ဝိညာဉ်ကရွာအပြင်ကိုရောက်ရှိလာခဲ့တယ်။လေပြေလေးတစ်ချက်ဝှေ့တော့တဲ့ရဲ့စိတ်ရင်နဲ့တခုခံစားလာရပြီ။တတိမိန်မျိုးနေရကနိုးထလာခဲ့တယ်။ဒီခါမှာဥတန်ကသူမအနာကိုတိုးသွားပြီးတော့တတိရပြီလားသူမ။ဥတန်ကလား။ဘာသူလေးလဲ။ဥမရောတတလား။သူမကမျက်လုံးဖွင့်မိမဲ့တဏျာကိုပဲစိုက်ကြည့်ပြီးဇက်တိုက်မင်းနေတယ်။သူမမင်းဘာမှမမြင်ရဘူးလား။ မမြင်ရအောင်ဥတန်ငယ်ကျုံမျက်လုံးတွေအစိတ်ကြောင့်အမြင်အာရုံချုပ်ယွင်းသွားပြီထင်တယ်။ကျုပ်အဆင်ပြေပါတယ်။အဝင်ပမာလဲ။သူတက်တာလား။အခုကဘယ်လိုနေလဲ။ဒီစကားကြတော့အာလုံးတိတ်ဆိတ်သွားကြတယ်။ဥတန်ငယ်ကထူးမောင်ရဲ့အမေကိုချက်ချင်းမြင်ဖြေနိုင်ခဲ့။ခေါင်းရင်းဖြူကတော့မင်းကလေးပြပြမျက်ရည်တွေကျနေတယ်။ဥကလာဆိုသူကအိတ်နေစဲဖြစ်ပြီးတော့ဥတန်ငယ်ကထူးမောင်ကိုမျက်နှာလွှဲရင်ဥဝင် မင်းရှင်မာတင်ရတဲ့တရားနဲ့စုံးမီထူမှာမဖြစ်နိုင်တာဥဒန်ကြီးဟာကျုပ်ရင်ဘက်မှာနောက်ဆုံးမှန်နဲ့ရှိနေအောင်ကျုပ်မမြင်ရပေမဲ့သိတယ်ကြဒါဥဝင်ထိုးပေးထတာကြ ဟုတ်တယ်မလားသူအခုဘက်မှာလဲဟုတ်တယ်ထူမှာနောက်ဆုံးထွက်တဲ့ရလို့နေနေမှာတာမင်းအောင်မန္တန်တွင်စီရင်ပေးပြီးဂရိတီခဲ့ကြအောင်ပြောလို့မတော်မိတ်ဆွေကြီးစုံသွားရှာပြီကွဥတန်ကြီးဟာလေဘွားအဖြစ်ပြက်တွေကိုတေချာပြန်ပြောပြလိုက်တယ် စိတ်မကောင်းဖြစ်သွားတဲ့ထူမောင်ကအံငိုတင်းနေကြိတ်ထားတယ်။ငယ်စဉ်ကလေးကသူနဲ့ပတ်သက်သူမှန်သမျှတည်ဆုံရတဲ့အတွက်အိုးဝင်ကိုလည်းစိုးရင်ခဲ့မိပြီ။ယခုစိုးရင်ထားသလိုဖြစ်လာရပြန်တဲ့အတွက်စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရတယ်။ဝမ်းနည်းမှုတွေကဒေါသအတွေပြောင်းလို့မိစ္ဆာကောင်းတွေအပေါ်မုန်တိစိတ်ကတူပွားလာခဲ့ရင်လက်သေးကိုတင်းတင်းဆုပ်လိုက်တယ်။ထူမောင်ရဲ့လက်ကသွေးကြောတွေကမှုဖောင်းလာပြီးတော့မိုးကျလက်သွားလို့ဝင်းဝင်းတောက်လာခဲ့တယ်။ ပြင်းပြင်းထန်ထန်ခံစားရရင်မိုးကြိုးပြစ်သလိုဆွမ်းအားတွေပေါ်ထွက်လာတတ်တော့အဝေးရမြင်ခဲ့ဘူးတဲ့ခေါင်ရမ်းဖြူကသူ့မော်ရဲ့လက်ကိုလှမ်းကင်ထားလိုက်တယ်။စကားမပြောပေမဲ့လည်းအားပေးရရောက်တဲ့အတွက်ဦးတန်ငယ်ကလည်းပခုံးကိုကင်ထားတယ်။သူ့မော်ရဲ့အတွေ့ထဲမှာတော့အတိတ်ကဥဝင်နဲ့အတူတူရှိခဲ့တဲ့ပုံရိပ်တွေပေါ်လာခဲ့တယ်။အဲဒီနောက်အားလုံးရဲ့လက်တွေကိုခပ်ဖွားဖွားဖယ်ရှားပြီးဇင်းရဲ့ပေါ်ဟာဆင်းခဲ့တယ်။ဇင်းနဲ့ခံဝဲဝဲကိုရောက်တဲ့အခါကျမှသူ့မော်ဟာ ပဝဲချင်တစ်ခုလုံးမိုးကြိုးပြက်သလိုဇက်တိုင်ပောက်ကွဲနေပြီးတော့ဦးဝင်ရဲ့အမိရောအော်ခေါ်နေတဲ့အတန်ကိုကြားရတယ်။စုညာတန်တွေကြားတော့မှဥက္ကလာလန်နိုးလာပြီးမျိုးလုံးကိုပုတ်တက်လို့ထထားလိုက်တယ်။မြင်းကြီးမိုးမောင်လည်းလက်ပြီးရုန်းကန်နေတဲ့အတွက်ခောင်ရဲပြူဟာထိန်းထားပေးရတယ်။အားလုံးကထူးမောင်ရဲ့စိတ်အခြေအနေကိုနားလည်ပြီးထန်ကြည့်နေလိုက်ပါတော့တယ်။ပရိသတ်များရှင့်မန္တန်ထူးမောင်နဲ့မတိမျိုးတို့ရွာဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကို ကျေးဇူးထူးပဲတည်ရှိသလားစာရေးဆရာမဟိခန်ဥဒ္ဒတိပောက်လေကျေးဇူးထူးပဲတည်ရှိပါရရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမေပဲဖြစ်ပါတယ်ပရိသတ်များအလုံးမဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်သာဝရပတ်ဆိုင်နိုင်ကြပါစေရှင်